Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခါတင်ဆက်ပေးချင်တာကတော့လာမယ့်နှစ်မှာ Apple CEO ယာရုကနေနှုတ်ထွက်သွားနိုင်တဲ့ Tim Cook အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Financial Times ရဲ့ဖော်ပြချက်အရ Apple CEO Tim Cook ဟာဆိုရင်တော့လာမယ့်နှစ်အစောပိုင်းမှာယာရုကနေနှုတ်ထွက်နိုင်ပွဲရှိပြီးဘုတ်ဖွဲ့ကလည်းပဲအရရာစက္ကန့်ရီအစီအစဉ်ကိုအလေးနက်ထားစတင်လှုပ်ဆောင်နေပြီလို့သိရပါတယ် FD ရဲ့အဆိုအရတော့ Apple ရဲ့ Hardware Engineering ဆိုင်ရာအကြီးအကဲဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဂျွန်တာနက်စာအဲ့ဒီယာတို့အတွက်ထိတ်ဆုံးကနေရေပန်းစားသူအဖြစ်သတ်မှတ်ခံထားရပါတယ်။မကြသေးမီကအသက်65နှစ်ပြည့်ခဲ့တဲ့ Tim Cook ဟာဆိုရင်တော့ CEO ဖြစ်တဲ့ဆလင်းနဲ့အကြာတာဝန်ထမ်းဆောင်ခဲ့ပြီးအပယ်ရဲ့ထုတ်လုပ်ရေးကိုပြင်ပကိုပေးရတဲ့ပြောင်းလဲမှုတွေအတွက်အဓိကတာဝန်ရှိသူအဖြစ်ရှုမြင်ခံရပါတယ်။ဒီပြောင်းလဲမှုကြောင့်ကုမ္ပဏီဟာအရင်ကထပ်ပို့ပြီးတော့ကြီးမားတဲ့အတိုင်းအတာနဲ့လက်ပတ်နိုင်ခဲ့ပါတယ်။ ဟန်ကော့နှုတ်ထွက်မဲ့တဲ့င်ဟာဆိုရင်တော့ကုမ္ပဏီရဲ့ COO ဖြစ်သူ Jeff Willian တောက်ကြနေကအငိမ့်စားယူပြီးတဲ့နောက်မှာထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ Willian ထွက်ခွာမှုရဲ့ဒစိုက်တပိုင်းအနေနဲ့အမှုဆောင်အဆင့်မှာတာဝန်အချို့အပြောင်းလဲတွေရှိခဲ့ပြီးတော့ Service အခြေအကဲ Actiku, Software Engineering အခြေအကဲ Craig Fattariki နဲ့ Thanos တို့အတွက်တာဝန်တွေတိုးမြင့်တာတွေပါဝင်ပါတယ်။ဘသူ CEO အဖြစ်တာဝန်ယူယူအပယ်ရဲ့ပြင်ပကလူဖြစ်လာနိုင်ခြေတော့မရှိပါဘူး။ Tim Cook က company အတွင်းကကိုယ်စားလှယ်လောင်းကိုပို့ပြီးတော့ဦးစားပေးကြောင်းနဲ့ company မှာအရန်အသေးစိတ်တဲ့အရရာစက္ကန့်ရေးအစီအစဉ်လေးရှိပါတယ်လို့အရင်ကလည်းပြောကြားခဲ့ပူတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးသွားခဲ့တာကတော့လာမယ့်နှစ်မှာ Apple CEO ရာထူးကနေနှုတ်ထွက်သွားနိုင်တဲ့ Tim Cook အကြောင်းကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ